ကောင်းပြင်းတဲ့တန်တာပုံနဲ့ပေါ့နော်သူတို့နှစ်ယောက်ရဲ့ပုံလေးတွေနဲ့ကြောညာတယ်ဆိုတဲ့အခါမှာကိုရီနဲ့ level 2တဲ့သူတွေဒါစာဖတ်လိုက်တာနဲ့သိတာပေါ့မသိတဲ့လူကကြတော့လေဒါပုံမြင်တာနဲ့ပြောမယ်ဆိုတဲ့သူတွေကတော့ပြောကြတာပညာချင်းလည်းမတူကြဘူးတချို့ကအစင်တန်းချင်းလည်းမတူတဲ့အခါကျတော့ brain level ချင်းကမတူကြဘူးပေါ့နော်အဲ့တော့တစ်ခါလေကြာရင် ရှင်းပြရခက်နေတာရှင်းမာကြီးဆန်းကတော့မဖြစ်ဘူးတိလား तू ကလေသူ့ကောင်းထဲမှာဘာမှမထားဘူးအလုပ်ပဲကျွန်တော်တော့တေးရတယ်ပေါ့ မှတ်ထားတယ်ကိုယ်ပြောထားတဲ့လူအပြင်မှာတွေ့ရင်တော့အဲ့လိုပေါ့ဆွဲကိုလုံပါဒီဖိဆာကဟိုကောင်းပြင်းတဲ့တန်တာပုံနဲ့ပေါ့နော်သူတို့ဓာတ်ပုံလေးတွေနဲ့ဒီ Zless ကခေါ်ပြီးရိုက်ပြီးတော့မှကျွန်တော်တို့ရဲ့ဖိဆာကို line ပေါ်မှာတင်တယ်ပေါ့ပထမဆုံးက စာနယ်ဇင်းပေါ့စာနယ်ဇင်းပွဲအတွက်ကိုကျွန်တော်တို့မိတ်ဆက်ပွဲပြီးသွားတော့မှကျွန်တော်တို့ဒီပွဲအတွက်ကိုဖိတ်စာပေါ့နော်အဲ့တော့သူတို့နှစ်ယောက်ရဲ့ပုံလေးတွေနဲ့ကြော်ညာတယ်ဆိုတဲ့အခါမှာတချို့ကြတော့လေအလှမ်းဝင်တဲ့သူတွေပေါ့ကိုနဲ့ level အတိုင်းဝိုင်းမတူတဲ့သူတွေကကြတော့ဒါကိုတချို့ကကြတော့မင်္ဂလာဆောင်အောင်နေကြတာပေါ့လေဆိုတော့ဒီလိုပါပဲလူဆိုတာကတော့အများကြီးပဲလေနော်မြန်မာတနိုင်ငံလုံးနဲ့တွေ့လို့ရှင်လူတိုင်းက level သူ့ level နဲ့သူမှလူတိုင်းကအများကြီးပဲဆိုတော့ကိုရီးနဲ့ level တူတဲ့သူတွေတို့အသိဉာဏ်ပညာပွင့်တဲ့သူတွေကတော့ဒါ ဒါစာဖတ်လိုက်တာနဲ့သိတာပေါ့လေမသိတဲ့လူကကြတော့လေဒါပုံမြင်တာနဲ့ပြောမယ်ဆိုတဲ့သူတွေကတော့ပြောကြတာပဲကျွန်တော်တပည့်လားမသိပါဘူး။သူကသွားပြီးပြောတယ်အဲ့ဒီမှာအဲ့ဒီ post တစ်ခုမှာအမကြီးရဲ့အဲ့ဒီအဲ့ဒီဒီဒီကြော်ညာထားဒီစာနယ်ဇင်းပေါ့ media တွေကို mix ဖိတ်တဲ့ post ပါအဲ့လိုပဲပြောထားတော့ကျွန်တော်တပည့်တယောက်ကလားမသိပါဘူး။ तू သိတဲ့သူပေါ့နော်။ तू ကသွားပြီးပြောထားဟဲ့ဒါကြီးကဖိတ်စာမင်္ဂလာဆောင်ဖိတ်စာမှမဟုတ်တာ။ဒါစာနယ်ဇင်းရှင်းလင်းပွဲ Zealous မှာ ဟဲ့ငါတိတယ်တမင်ကဆက်မကတ်လို့ဆဲတာလေဆိုတော့အော်လို့ဒီလိုလူမျိုးတွေ ਆ ရှိတာပဲเนาะဆိုတော့ဟိုအလကားနေပေါ့ဟိုဘယ်လိုပြောမလဲအဖိစာပွားနေတဲ့လူကတတ်တတ်ရှိတယ်လေเนาะမတိလို့ဖြစ်ဖြစ်တိလို့ဖြစ်ဖြစ်ပေါ့เนาะဒါလေးပြောတဲ့အပေါ်မှာစိတ်ကတိရောက်ပြရတဲ့ဘိုင်းလေးရောရှိတာဆိုတော့အာမာကြီးဆန်းကတော့မဖြစ်ဘူးတိလားကျွန်တော်ဖြစ်နေတော့မှသူကပြောတာပေါ့ဟဲ့နင်ကဒါဟိုပါပေါ့ ဘယ်လိုပြောမလဲလစ်လူရှူရတယ်ပေါ့နော်ဒီဟာတွေကဘယ်လိုပြောမလဲနင်းလောကရံကိုမခံနိုင်သေးဘူးပေါ့လေအဲ့လိုမျိုးပြောရတယ်ပေါ့ကိုကကြတော့အဲ့လိုပဲပေါ့သွားပြီးကြည့်ပြီးဘာဆိုင်လို့လဲပေါ့နော်တို့ထမင်းစားရလည်းမဟုတ်ဘူးပြီးသွားတော့တို့ကလည်းကိုပရိသတ်မဟုတ်ဘူးပြီးသွားတော့တို့ကကိုယ့်ရဲ့ထမင်းရှင်လည်းမဟုတ်ဘူးဆိုတဲ့အခါမှာတို့ပြောနေတာယူတော့ဘလိုင်းငိမ့်ခန့်နေစရာအကြောင်းမရှိဘူးလေเนาะဆိုတော့ကျွန်တော်တော့အပြင်မှာတွေ့ရင်တော့ပြောမယ်အဲ့လိုပေါ့တွေ့တေးထားတယ်ပေါ့အမှတ်ထားတယ် ို့ပြောထားတဲ့လူအပြင်မှာတွေ့ရင်တော့အဲ့လိုပေါ့ဆွဲကိုလုံတကယ်မေတ္တာမထားနိုင်ဘူးဘာလို့ဆိုတော့ဟိုလေဒါတသက်မဲ့တွေကိုနှောက်ရက်တယ်စော်ကားတယ်ဆိုတာတွေကဒါတွေကလူလူရှုထားစရာအကြောင်းမရှိဘူးဘာလို့ဆိုတော့သူတို့တောင်ပါဇက်ပါတယ်ဆိုရင်ကိုလည်းပါဇက်ပါပြီးပြောမယ်သူတို့လက်ပါလို့လည်းကိုကလည်းလုံပါပဲပြန်ပြော ဟုတ်ကဲ့ဘာစီးရင်မဆောက်ဘူးလေမျိုးစုံတွေပြောကြတယ်တော်တယ်ဟုတ်တယ်ဘာလို့အာနာရရတဲ့ခိုင်တဲ့ဒီရောဘူးနေတယ်ပြရတဲ့ဘိုင်းတွေလည်းရှိမှာပေါ့ရှိတာပေါ့အာနာရတာတွေရှိတယ်ဘာလို့လဲဆိုတော့လူတွေကအဲ့လိုပဲပြောကြဆိုကြတယ်ဗျเนาะဆိုတော့ကိုယ့်ကကိုယ်အေးစိစိနေနေတဲ့သူတွေရှိတာပဲလေเนาะကလေးတွေဆိုတော့သူ့ဘာသူအေးစိနေတာပဲဒါတွေကဘာမှမဟုတ်တဲ့ဥစ္စာတွေကွာဟိုစတာနောက်တာတသက်ပေါ့စတာနောက်တာချစ်ဖို့ကောင်းပါတယ်ကိုရီးယားလက်ခံပါတယ်ဒါပေမဲ့အဲ့လိုပေါ့ထိုးနှက်တာတွေတိုက်ခိုက်တာတွေကြတော့ကျွန်တော်ကတော့သိမခံဘူး ဟုတ်ဒီစီးရီးတက်နေပေါ့နော်အခုကတော့ဒါကသူကပြောသလိုပဲပြန်ပြီးတော့သူကပြန်ပြီးဖြောင်းပြရတဲ့အပိုင်းကလေးရှိတယ်ပေါ့အများအားဖြင့်ဖြောင်းပြတာပဲဟိုစူတာပေါ့အဆုခံရတာပေါ့နော်သူကလေသူ့ကောင်းထဲမှာဘာမှမထားဘူးလှုပ်ပဲလှုပ်ပဲဒီသူသူချစ်ခင်တဲ့သူတွေဒီကလေးတွေဒီအတိုင်းဝိုင်းနေကိုနဲ့ဘယ်လိုပြောမလဲအအကြောဘာဘယ်လိုပြောမလဲနော် reality ပေါ့ဒီလိုမျိုးကျွန်တော်တို့က online ဆိုတာတွေက ိုနဲ့နှစ်ဖူးတွေတူတွေမဟုတ်ဘူးပေါ့သူပြောတာပေါ့နော်ဆိုတော့ဒီလူတွေပြောနေတဲ့ဟာကိုခေါင်းထဲထည့်မဲ့အစားကိုယ့်ရဲ့လက်ရှိလောကမှာကျင်လည်လှုပ်ရှားနေဒီလူအချင်းချင်းကိုယ့်ရဲ့တပည့်သားသမီးတွေကိုယ့်ရဲ့မိဘဒီလိုမျိုးပေါ့ဒီဟာတွေနဲ့ပဲပျော်ပျော်ရွှင်ရွှင်နေလိုက်ပေါ့ကြောင်ညာအနေနဲ့ပဲနေတော့စိတ်ခံစားမှုတွေမထားနဲ့ပညာချင်းလည်းမတူကြဘူးတချို့ကအဆင့်တန်းချင်းလည်းမတူကြဘူး level ချင်းလည်းမတူကြဘူးအဲ့တော့ မတူကြတဲ့ခါကျတော့ဘယ်လိုလဲဆိုတော့ကျင်လည်ရအတိုင်းဝဲမတူတဲ့ခါကျတော့ brain level ချင်းကမတူကြဘူးเนาะအဲ့တော့တစ်ခါလေကြာရင် ရှင်းပြခက်နေတာရှိတယ်เนาะဆိုတော့အဲ့ဒါမျိုးလွတ်ထားလို့ရတာလေမလွတ်ထားလို့ရတာလေဆိုတာတကယ်ကိုဒါလစ်လူရှူရမယ့်ဟာလေပေါ့เนาะကိုကိုကသွားပြီးတော့အဲ့ဒါတွေကြည့်မိနေတဲ့ခါကျတော့ကိုပဲစိတ်ဆင်းရကိုပဲဒေါသထွက်တယ်ဘာလို့လဲဆိုတော့ဒေါသထွက်အောင် လုပ်တာလေအဲ့ဒီခါမှာကိုကဒေါသသွားထွက်တယ်ဆိုတာကိုရှုံးတာပေါ့เนาะဒီနေ့ဇီလက်စ်မှာဆိုတာ၃နှစ်မြောက်ပေါ့ ကျွန်တော်တို့နှစ်တိုင်းပါတယ်အမတ်တရတွေပဲအားလုံးကလေကျွန်တော်တို့ဒီပွဲကိုစလို့ဘယ်ပွဲမဆိုပေါ့နော်ပွဲကိုစတယ်တိုင်ပင်ကြတယ်ပြီးသွားရင် decision ချကြတယ်ပြီးသွားတော့ဒီပွဲအတွက်ကို rehearsal တွေလုပ်မယ်ပေါ့နော်ဒါကျွန်တော်ချုပ်တဲ့အပိုင်းကိုပြောတာမဟုတ်ဘူး rehearsal လုပ်ကြမယ်အဲ့မှာကလေးတွေအကုန်လုံးပေါ့ဆိုဆိုနေနေတွေ့ရတယ်ပေါ့လေပြီးတော့အခုလိုမျိုးဒီနေ့ make up လေးနဲ့ဆိုအပေါ်မှာခွင်နေကြတာပေါ့တယောက်နဲ့တယောက်အဲ့လိုပေါ့ဘာလို့လဲဆိုတော့အားလုံးကဒီလိုပွဲမှာတွေ့ကြတာ ုစုံကြတယ်ဆိုတော့လေပြောရပါတယ်အဲတကန်တခြားတကန်သားကြတော့ကျွန်တော်တို့အဝိစားချုပ်ရတာကြတော့လူများတာနဲ့အများအဲကျွန်တော်ချုပ်ရတာပြင်ပန်းတာပေါ့လေကျွန်တော်တို့အဖွဲပေါ့ကျွန်တော်တို့ဖွဲ့လိုက်ပြီးပြင်ပန်းတယ်ကျွန်တော်တပည့်တွေကျွန်တော်ကလေးတွေအားလုံးကပြင်ပန်းကြတယ် တို့သားတို့သမီးတွေဆိုတာတက်ပေါ့ကျွန်တော်တို့ကိုဘယ်လိုပြောလဲအားပေးခြင်းတဲ့သူပေါ့နော်မိုင်းဆိုင်ရဲ့မိတ်ကပ်ကိုအားပေးခြင်းတဲ့သူတွေကျွန်တော်တို့ဝတ်ဆောင်မှုကိုအားပေးခြင်းတဲ့သူတွေပေါ့နော်အဲ့ဒါမျိုးတွေကတော့တော်တော်အထောက်အပူဖြစ်ပါတယ်ဘာလို့လဲဆိုတော့တချို့တော်တော်များများကငှားပြီးဝတ်ကြတာရှိတယ်ပေါ့နော်အစ်တချက်ချက်ကိုငှားတာရှိသလိုမျိုးဝတ်ထားပြီးသားပေါ့ဒီလိုမျိုး runway ပေါ်မှာပြထားတာလေးကိုသူတို့ဝတ်ခြင်းတယ်ဆိုငှားတာတွေရှိတယ်အဲ့လိုမျိုးတွေကလည်းသူတို့အတင်နေရ okay တယ်ပေါ့အဲ့လိုမျိုးပဲအစ်တမှချုပ်ခြင်းတဲ့သူတွေကြတော့လေဟာဒီဘယ်သူဝတ်သွားတဲ့ဟာလိုမျိုး design လေးအဲ့ဒါမျိုးလေးအယောင်လေးခွဲပေးပါလားဒါ မှမဝင်ဒီလိုအယောင်မမဒီဇိုင်းလေးခွဲပါလားအမို့ဘယ်ဟာနဲ့ဘယ်ဟာလေးနဲ့ကိုဆက်ရင်လောက်ကြမလဲဆိုရယ်အဲ့လိုမျိုးပေါ့တိုင်မီတာတွေရှိတယ်ပေါ့အဲ့လိုလူတွေအတွက်ကအထောက်အကူပြုပါတယ်ဟုတ်ကျေးဇူးလည်းတင်ပါတယ်အားပေးလိုက်တော့လေဟုတ်โอเคครับเนี่ยကျွန်တော်တို့ယနေ့ထက်တိုင်ပေါ်အမြဲတမ်းချစ်ခင်စွာနဲ့အားပေးတယ်ချစ်ချစ်ခင်ခင်နဲ့အားပေးတဲ့တူဦးတယောက်ချင်းစံတိုင်းကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဒီအားပေးမှုတွေနဲ့ပဲကျွန်တော်တို့ရှေ့ဆက်ပြီးရှောက်နေတာပါလို့ပြောချင်ပါတယ်ဗျာကျေးဇူးအများကြီးတင်ပါတယ်ဗျာ